တနင်္ဂနွေလုံးဆိုင်ရာအပြစ်ခတ်ရေးဆေးရမှုပေါင်းကိုတိုင်းသားတွေနဲ့အစိုးရတို့နှွေမာလာ၄ရက်နေ့ကစပြီးတော့မြကြီးနားမြို့မှာစတင်ဆွေးနွေးနေကြပါပြီဒေါခင်ယူပါတင်ပြပို့ထားပါရခင်ဗျာနှွေမာလာ၄ရက်နေ့ကစတင်ပြီးကချင်ပြည်နယ်မြကြီးနားမြို့ကမကြွယ်ခမ်းမမှာတိုင်းသားလက်နက်ကင်တော်လန်ရေးအဖွဲ့၃ဖွဲ့နဲ့ပြည်သူ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့အပြစ်ခတ်ရေးဆေးရဆိုင်ရာကိစ္စရပ်တွေကိုသုံးရကြဆွေးနွေးတော့မှာဖြစ်ပါတယ်လိုင်းစာမှာချမှတ်ထားတဲ့အပြည့်ရမူပေါင်းကိုအစိုးရကိုယ်စားလှယ်တွေနဲ့တိုင်းသားကောင်းဆောင်တွေအကြားဆွေးနွေးကြမှာပါ။ အပြစ်ခရရဲ့စေရေးဆိုင်ရာမူကြမ်းနဲ့ပတ်သက်ပြီးတိုင်းသားလက်နက်ကိုင်တော်လိုင်းရေးအဖွဲ့၁၈ဖွဲ့ဟာလိုင်စာမျိုးမှာရှိတဲ့ကံယိုဌာနချုပ်မှာအောက်တိုဘာလ30ရက်နေ့ကနေနိုဝင်ဘာလ2ရက်နေ့အထိ၄ရက်ကြာညီလာခံကနေပုံသဘောတူညီချက်၁၁ချက်ကိုသဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါတယ်။ RCSS ကတော့အဲ့ဒီပုံသဘောတူညီချက်ကိုရှမ်းပြည်နယ်ကအဖွဲ့အစည်းတွေနဲ့ပြန်လည်တိုင်ပင်ညှိနှိုင်းမှုမပြုလုပ်ရသေးတဲ့အတွက်လောလောဆယ်မှာတော့ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။ အဆိုအဘကအပြစ်ခတ်ရေးလက်မှတ်ရေးထိုးပြီးရင်တော့နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ်လို့ပြောနေပေမဲ့တိုင်းသားတွေရဲ့သဘောတူညီချက်ကတော့နိုင်ငံရေးဆွေးနွေးပွဲအတွက်အမခန့်ချက်ရှိမှအပြစ်ရေးအတွက်လက်မှတ်ရေးထိုးမယ်လို့ပါရှိပါတယ်။အပြစ်ရေးလက်မှတ်ရေးထိုးရမှာသမရဒုတိယသမရတွေကာကွယ်ရေးဦးစီးချုပ်တရားသူကြီးချုပ်ရှင့်နေချုပ်လွတ်တော်နေရကဥက္ကဋ္ဌတွေပါလက်မှတ်ရေးထိုးကြမှာဖြစ်ပြီးပါတီခေါင်းဆောင်တွေပါတသက်အဖြစ်လက်မှတ်ရေးထိုးဖို့ပါဝင်တယ်လို့သိရပါတယ်။ကျမခင်ပါပါရှင်။